ကမ္ဘောဒီးယားကကြားဖြန့်လုပ်ငန်းခေါင်းချုပ်ကြီးကမ္ဘောဒီးယားခေါင်းဆောင်ကြီးဟွန်ဆန်ရဲ့အနီးကပ်အကြံပေးပုဂ္ဂိုလ်တရုတ်နိုင်ငံသားချန်ဂျီနဲ့သက်ဆိုင်တဲ့သူ့ရဲ့ကုမ္ပဏီ Prince Holding Group မှပိုင်ဆိုင်တဲ့ဟောင်ကောင်ဒေါ်လာ1.5ဘီလီယံတန်အမေရိကန်ဒေါ်လာနဲ့တွက်ရင်တော့352တန်တန်မှုရှိငွေသားတွေ stock share တွေနဲ့ရမုံငွေတွေပါဝင်ပိုင်ဆိုင်မှုတွေကိုဟောင်ကောင်ရဲ့တစ်ဖွဲ့ကထိန်းချုပ်လိုက်တယ်လို့သိရပါတယ် ရဲတဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့ကအဖွဲ့နဲ့ဆက်ဆက်တဲ့ကမ္ပဏီတွေတက်ဆိုင်ရဘဲအစင်းကငွေဝင်ငွေထွက်တွေကိုအသေးစိတ်လေ့လာထားတယ်လို့ပြောပါတယ်။အဲဒီ Prince Holding Group ဟာငွေကြေးခွာချတဲ့ရာဇမှုတွေကိုကျွန်းလွန်းတယ်လို့သံသယရှိကြောင်း Hong Kong Honor Bank ဖွဲ့ကပြောပါတယ်။အခုထိုင်ကျွမ်းလာတဲ့ပိုင်ဆိုင်မှုတွေဟာရာဇမှုကရရှိတဲ့ငွေတွေဖြစ်တယ်လို့ယူဆကြောင်းလဲဆိုပါတယ်။ Prince Group နဲ့ပတ်သက်ပြီး Hong Kong Company 16ခုတည်းကို American ကနာမည်ပြည့်စီရင်သွင်းထားတာပါ။ Chris Grunesson ရဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှု Taiwan Dollar 4.5ဘီလီယံ American Dollar အတန်းတရာ50ကျော်ကိုသိမ်းဆည်းရမိခဲ့ကြောင်း Taiwan ရှင်းနေတယ်ကပြောပါတယ်။အဲဒီမှာငွေကြေးခဝါချမှုနဲ့အာရမလောအပ်ပြီးခိုင်းစင်မှုရာဇုံနဲ့ဆက်ဆက်နေတဲ့ကွန်ရက်နဲ့ Changi နဲ့သက်ဆိုင်နေတဲ့တန်ဖိုးကြီးက26စီးအိမ်ချမ်းမြေနဲ့ဘဏ်အကောင့်တွေပါပါတယ်။အားဖြင့်စင်ကာပူအာဏာပိုင်ကလည်း Prince Donation နဲ့တဲ့ပိုင်ဆိုင်မှုမှာစင်ကာပူဒေါ်လာ350ကျော်မကြသေးမီကသိမ်းယူခဲ့ပြီးဒီပိုင်ဆိုင်မှုတွေမှာအင်ချမ်းကြီး6ခု ဘဏ်အကောင့်တွေအစုရှယ်အကောင့်တွေနဲ့ငွေသားတွေပါဝင်ကြောင်းဒေတာတွေမီဒီယာတွေကဖော်ပြပါဗျာ။နောက်ပြန်ဟောင်ကောင်မှာအကြီးဆုံးခရစ်ပတိုငွေကြေးနယ်မှုတစ်ခုကိုလည်းဆက်နွယ်ပတ်သက်နေတယ်လို့ရဲတပ်ဖွဲ့ကတန်ကြားရှိနေပါတယ်။အဲဒီမှုနဲ့ပတ်သက်ပြီးလူ80ကိုလည်းဖန်စီထားတယ်လို့ဟောင်ကောင်ရဲ့တခွဲကပြောပါတယ်။အဲဒီမှုမှာလည်းဟောင်ကောင်ဒေါ်လာ1.6ဘီလီယံလိမ့်လည်ခဲ့တဲ့ခရစ်ပတိုငွေကြေးအရှုပ်တော်ပုံကြီးဖြစ်ပါတယ်။ဟောင်ကောင်ငွေကြေးစာတုံးကြီးကြပ်ထိုင်ရုံဌာနက JBash ခရစ်ပတိုငွေကြေး ဟာဒီ platform မှာတန်ဆာဖြစ်ပေါ်လှုပ်ဆောင်မှုတွေရှိတဲ့အတွက် license မရှိဘဲထုတ်ကုန်တဲ့ရောင်းမြင့်မှုတွေလှုပ်ဆောင်တယ်လို့ဆိုဆွဲပြီးဟောင်ကောင်ရဲ့ဘက်ကအစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါလိမ့်။အဲဒီကလေးကစာပြီးလူ80ဖမ်းဆီးပြီး16ဦးကိုတရားစွဲဆိုထားပါလိမ့်။ဒီမှုဟာဟောင်ကောင်မှာမကြသေးမိနစ်တွေတွင်ဖြစ်ပွားခဲ့သမျှလိမ်လည်မှုတွေထဲမှာလိမ်ခံရသူအရေးအတွက်ရောလိမ်လည်ခံရတဲ့ငွေကြေးရပါအကြီးမားဆုံးလိမ်လည်မှုကြီးဖြစ်ပါလိမ့်။ ဟောင်ကောင်မှာ2023ကဥပဒေပြဋ္ဌာန်းပြီးကတည်းကလူများကိုတကယ်မရှိတဲ့ပိုင်ဆိုင်မှုတွေအတွက်ရင်းနှီးမှုနဲ့ကိုဖျောက်ယောင်းခြင်းကြောင့်ပထမဆုံးတရားစွဲဆိုတဲ့မှုဖြစ်ပါတယ်။အလွန်ရှုံ့ထွေးတဲ့မှုတွေရတဲ့ဘက်ကပြောပါတယ်။ဒီမှုနဲ့ဆက်လင်းတဲ့တိုင်ကြားမှုပေါင်း2900ကျော်လည်းလက်ခံရရှိထားတာဖြစ်ပါတယ်။တန်ကြားဖြစ်သူတွေထံကသိသိရမိတဲ့ပိုင်ဆိုင်မှုကလည်းဟောင်ကောင်ဒေါ်လာတန်း200ကျော်လောက်ရှိပါတယ်။ရဲကြောအာနက်စ်ဝေါင်းကစုံစမ်းစစ်မှုတွေကိုဆက်လုပ်သွားမှာပါလို့ပြန်ဖြေပါတယ်။ ရှင်းမှလည်းနောက်ထပ်လူတွေထမဖန်ဘူးဒါမှမဟုတ်တရားစွဲတာတွေမလုပ်ဘူးလို့ပြောနိုင်ဘူးလို့ဆိုပါတယ်။ဖန်ဆီးခံရသူတွေတဲမှာရောင်းမြစ်တဲ့လုပ်ငန်းတွေမှာပါဝင်ကူညီခဲ့တဲ့ social media မှာထင်ပေါ်ကျော်ကြားတဲ့ဩဇာကြီးသူတွေကိုယ်တိုင်ပါဝင်ပြီးလိန်လယ်မှုယာယီဘန်ကွေစင်းတွေကိုအမေရိကန်ဖွင့်ထားသူတွေလည်းအကုန်လုံးပါဝင်တယ်လို့သိရပါတယ်။အခုကမ္ဘောဒီးယားကငွေလိန်ကမ်းနဲ့လည်းဒါဟာဆက်နွယ်မှုရှိမှရှိဆိုတာစစ်ဆေးနေတာဖြစ်ပါတယ်။